က်ကိုတောင်မှမငယ်ပဲနဲ့ပရိုက်တာတွေလုတ်ပိနေတဲ့ဝေလူကျော်နဲ့ထိုကိုကိုကေပရိတ်သက်ကြီးတို့ဤ ထီရဝါရမြန်မာနိုင်ငံမှာကိုကျိုးကိုတာမမင်ငယ်ပဲနဲ့ရှေ့တန်းကနေထွက်ပြီးတော့လူရင်းအဖြစ်နေခဲ့သူကတော့မင်းသားကြီးဝေလူကျော်ပဲဖြစ်ပါတယ်။ဝေလူကျော်ဆိုတာကတော့နမေကြားလိုက်တာနဲ့တင်ပရိုက်တာလူတွေကိုလုတ်ကိုင်းနေတယ်ဆိုတာသိနိုင်ပေမယ့်ဒီတစ်ခေါက်ငလင်းပေးကြည့်မှာတော့ဆိုရှယ်မီဒီယာပေါ်ကနေလုံလုံရရပြောက်ွယ်နေကြတာပါ။ဒီလိုမျိုးပြောက်ွယ်နေကြတာမလို့ပရိသတ်တွေခင်ဗျားလေးမင်းသားကြီးတယောက်ဖြစ်တဲ့ဝေလူကျော်ကိုမင်းမြတ်နေကြတယ်လို့ဆိုရှယ်သိမ့်မတုံးတဲ့သူတွေအတွက်ကတော့ပရိသတ်တွေနဲ့တော်လီဆက်ပြတ်နေကြရတယ်လို့ပြောရမှာပါ။ တကယ်တမ်းမှာကြတော့သူဟာတကယ်လိုအပ်နေတဲ့မြေပြင်မှာရှေ့တန်းကနေနိုင်တဲ့အားနဲ့အင်တိုင်းအားတိုင်းကူညီပေးနေကြတာဖြစ်ပြီးအခုလိုမျိုးဆိုရှယ်မီဒီယာပေါ်မှာလည်းပရိသတ်တွေနဲ့ဆက်ပြတ်နေကြတာလို့ပြောလာခဲ့ပါရီသူအနေနဲ့ကတော့ပရိုက်တာလို့ဆိုတာသူနဲ့တသားတည်းဖြစ်နေကြတာမလို့ ဘယ်နေရာမှာဘာဖြစ်ပါလဲလို့ကြားရနေရှေ့ဆုံးကနေကုညီပေးမှဖြစ်တာမလို့ပြိတ္တတဲ့ဘာမှစိတ်ပူပုံမလို့ဘူးဆိုတဲ့အကြောင်းပြောလာခဲ့တာပါအဲ့ဒါပြင်မင်းသားကြီးဝေလူကျော်ဟာပြီးခဲ့တဲ့ရေဘေးကာလအတွင်းမှာချော်လဲခဲ့တာကြောင့်ဒဏ်တစ်ခုလိုဖြစ်နေပေမဲ့လည်းဒီတစ်ခါငန်းလေးမှာလည်းနောက်တဲ့တစ်ခါချော်လဲခဲ့သေးတယ်လို့ဆိုလာခဲ့ပါတယ်ဒီလိုမျိုးချော်လဲပါများသွားရင်ဒူကောင်ဟာဒဏ်တစ်ခုလိုဖြစ်နေပြီးတော့ခွဲစိတ်ရတဲ့အထိဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းကိုလည်းပြောလာခဲ့ပါတယ် ဒီလိုမျိုးခွဲစိတ်ထားခဲ့တဲ့ဒုဒံရာကြောင့်ဆရာဝန်ကနားခိုင်းထားပေမဲ့လည်းငလင်းပေးကြီးကြောင့်ဆုံးရှုံးနေနာသွားတဲ့သူတွေကိုကြည့်ပြီးတော့ဘလို့မှမျက်စိမိတ်မနေနိုင်ခဲ့ဘူးလို့ပြောလာခဲ့ပါတယ်။တကယ်တမ်းမှာကြတော့ဝေလူကျော်ဟာအနုပညာလောကန်တွေကိုလောက်ကိုက်ပြီးပရိသတ်တရဲ့ဒဲနှလုံးကိုသိမ့်ပိုက်ထားနိုင်ခဲ့တဲ့ဆိုပေမဲ့လည်းသူ့ရဲ့စိတ်ရဲမဲ့ပရိုက်တာစိတ်ကြောင့်လူကြီးလူငယ်မရွေးအားပေးခဲ့ကြတာပဲဖြစ်ပါတယ်။ ဝေလူကျော်အနေနဲ့ကတော့မင်းသမီးကြီးခိုင်နေဝေလို့ပရိဒါလုပ်တွေကိုအင်းနိုင်အားနိုင်မလုပ်နိုင်ဘူးဆိုပေမဲ့လေသူနိုင်တဲ့ဘက်ကနေနိုင်တယ်လို့လောက်ကိုင်းသွားဖို့ဆုံးဖြတ်ထားခဲ့ပါတယ်။အဲ့ဒါပြင်ကျွန်တော်တယောက်တည်းပဲရှိတယ်ဆိုရင်တော့ကျွန်တော်တယောက်တည်းရဲ့အားနဲ့ပဲဒီလူတွေအကုန်လုံးကိုနိုင်တဲ့ဘက်ကနေနိုင်တယ်လို့ကုညီပေးသွားမှာမလို့ကျွန်တော်ဘဝမှာဘသူဘသူရဲ့အထောက်အပံ့နေဘာမှမလိုအပ်ဘူးဆိုတဲ့ကြောင်းမီဒီယာတို့ကမှပြောထားခဲ့ပါသေးတယ်။သူနေနေကတော့အခုလိုမျိုးငလင်ပေးအတွက်ကုညီပေးနေတဲ့အချိန်မှာအနုပညာလောကရဲ့ကညီကိုတယောက်လိုခင်မင်းနေကြရတဲ့ မင်းသားထုကိုကွာလည်းအဆင်သေးဖြစ်နေကြတာကြောင့်သူတို့နှစ်ယောက်လုံးဒီကလေးပေးကြီးမှာအသက်ဆုံးပြီးတော့ကူညီပေးနေကြအောင်ပြောပြလာခဲ့ပါတယ် ဒီကေတန်းမှာကြတော့ရှေ့တန်းကနေကုညီပေးတယ်ဆိုတာဟာလေလွယ်တဲ့အလုပ်တစ်ခုမဟုတ်တလို့ပရိုက်တာဘက်မှာလည်းအင်မတန်မှဆေးရထက်တန်မှရတာမလို့ပရိသတ်တွေအနေနဲ့ကတော့မင်းသားကြီးဝေလူကျော်ကိုချီးကျူးနေခဲ့ကြပါတယ်ဆိုတော့ပရိသတ်ကြီးနေနဲ့လေဒီလိုမျိုးတိုးတက်လာတဲ့ခေတ်ကြီးထဲမှာဆိုရှယ်မသုံးမင်းနဲ့တိုးတက်တိတ်ကုညီပေးနေသူကိုအားပေးစကားလေးပြောခဲ့ပေးကြပါအောင်ရှင်အားပေးနှဆင်ခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ ကျောင်းရိုင်းနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်အမေကြပါနဲ့ဦးရှင်အားပေးနှဆိုင်ခဲ့ကြပြီးပရိသတ်တယောက်ချစ်စီတိုင်းလေးကိုစိတ်နှလုံးရှင်လင်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆူတာမေတ္တာစကားလေးလက်ဆောင်ပိုင်းနဲ့ပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရစေအားလုံးကိုကျေးဇူးတို့တင်ရှိပါရရှင်